ဒီလိုနဲ့ဇန်တို့တယောက်ကတော့အနာတိုနီမျိုးတော်လိုက်သွားပြီးကလေးကနိုင်တော်ရဲ့စီယုံမှာတောင်ကြီးကြီးတရာမလို့ကြီးကျယ်လွန်းနေခဲ့တာကြောင့်သူ့အတွက်တော့အားလုံးကအထူးဆန်းနေခဲ့ပါတယ်။အနာတိုလည်းသူ့အနေနဲ့လူရှာပေးရမယ်ဆိုပြီးပြောခဲ့တဲ့နောက်မှာတော့သူကိုယ်တိုင်ရှာကြမလို့ပဲနဲ့အချက်လက်တွေစုဆောင်းပေးရမှာဖြစ်တာကြောင့်လုံလောက်တဖြစ်ကြောင်းပြောပြခဲ့ကနောက်တစ်ခုကသူကဇန်တိုကတရားမဝင်ဟီလာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်ပြေလားဘယ်လိုဖြစ်ရှင်းထားလဲလို့မေးနေခဲ့ပါတယ်။ အနာနိုရင်တော်ဝင်စေယုံတစ်ခုလုံးမှာသူ့ရဲ့သူတွေကကုသသူရဲ့ဗျံမတားလေးလာနေတဲ့အရာတွေဖြစ်တာမလို့ဓာတ်သူတွေရှိနေခဲ့ကြပြီးတော့ဇန်တို့ကိုလည်းအခုကနိုင်ငံခြားလာတဲ့ပုံစံနဲ့ပြောထားရဖြစ်ကြအောင်ပြောခဲ့ပါတယ်။ဒါပေမဲ့ဂျယ်လန်စင်နာရဲ့အပေါ်ပေါ်သွားနိုင်ကြပြောနေခဲ့ပေမဲ့အထူးစိတ်ညီလာကုသသူတွေကအနာတို့ကိုယ်တိုင်ကထောက်ခံပေးတာရမလို့အဆင်ပြေကြအောင်ပြောခဲ့ပါတယ်။ စမ်းလို့လည်းအစားမလီလီကိုတွေ့ရအကြမလို့အံ့ဩသွားခဲ့ပြီးရတော့မှဂျူမင်ရဲ့အဆောင်စီးမြင့်အကြဆိုရင်တော့မိသားစုပဲဖြစ်ဖြစ်သက်ဆိုင်သူပဲဖြစ်ဖြစ်နေလို့ရကြအောင်ပြောနေခဲ့ကလီလီလည်းစမ်းတို့ရဲ့ဇနီးလေးပါဆိုပြီးတော့နောက်နေခဲ့ပါသေးတယ်။လီလီကတော့စမ်းတို့ကိုယောက်ျားလို့တော့ခေါ်နေခဲ့ပြီးရင်တော့ဇန်တို့လည်းဘယ်ကနေခဲ့ပြီးတော့စကားကြီးတက်တာလေလို့မေးနေခဲ့ပြီးတော့ဖမီလီယာပါရလာခဲ့ပြီးတော့ဇန်တို့ကိုတော့ဒုက္ခတွေလိုက်ပေးနေခဲ့ကြပါတယ်။ ဇန်တို့ကတော့ကျွမ်းကျင်ဟီလာတရားဆိုပေမဲ့လိုင်စင်မရှိသေးတဲ့အတွက်ကြောင့်ယူမင်လည်းအရင်ဆုံးကုသသူလိုင်စင်ရအတွက်တင်တန်းကြောင်းသွားလို့ရပြီးတော့အဲ့ဒီကအောင်သွားမယ်ဆိုရင်တော့နှစ်နေငယ်ကြာလောက်တဲ့ဒီအဲ့ဒီမှာပညာသင်ယူလို့ရပြီးတော့ကုသမှုစာမေးပွဲရမယ်ဆိုရင်လိုင်စင်ရပြီလို့ပြောပြခဲ့ပါတယ်။ဒီလိုရလာတဲ့သူတွေကလည်းသူတည်တနာအတွက်ရလာရဲ့ကျဲတဲ့သူတွေဟီလာပညာရပ်ကိုထိတ်တန်းဒီကုသကျင်သူတွေရဲ့တာဝန်ဝန်ထမ်းတွေလည်းရှိနေကြကြောင်းရှင်းပြနေခဲ့ပါတယ်။ ချူမီလည်းအခုလောလောဆယ်ကအတိကလောက်ဆောင်အမအရာကသူ့ရဲ့စီနီယာတွေဖြစ်တဲ့အာဖရက်ပြောက်ဆုံးနေရာဖြစ်ပြီးတော့အထက်တန်းကုသလူလေးဖြစ်တဲ့အပြင် သူတည်တင်းသားနဲ့ဒုတိယအကြီးကြီးဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။အစုံနီယောဂါကိုကုသတုံးကလည်းသူ့ရဲ့ကုညီမှုတွေအများကြီးရရှိထားခဲ့ပြီးတော့အစောပိုင်းအထောက်အကူဖြစ်ခဲ့ကြောင်းပြောပြခဲ့ကအဆက်လေးတွေရောရှိသေးလားလို့မေးတော့စေယုံရဲ့ဒုတိယစေယုံအောင်ဖြစ်တဲ့ကိုရန်ရရှိလာလို့အားလုံးလည်းဝိုင်းမီးဆောင်နေခဲ့ကြပါတယ်။ ကိုယ်တိုင်ကတော့အစင်ကုသသူကိုမှ7ဝင်တဲ့ဒုတိယဖြစ်ပြီးတော့ class 7ဆိုတာကအထက်တန်းကုသသူစင်ထဲမှာမှအမြင့်ဆုံး since ဖြစ်တယ်ဆိုတာကိုပြပြခင်ခဲ့ပါတယ်ကိုရန်ကသူကဒုတိယစေယောင်အောင်ဖြစ်ပြီးတော့စေယောင်ပြောင်းလဲမှုတွေရှိခဲ့ပြီးရဲ့နောက်မှာတော့တတိတွေကိုဂယုတစိုက်ကြည့်ပေးပေမဲ့ပတ်သက်မရှိတဲ့သူတွေဆိုရင်တော့အရင်မစိုက်ပြတာကြပြီးရဲ့နောက်ပိုင်းမှာသူကြောင့်အပြောင်းလဲဖြစ်ကုန်ကြောင်းလဲရှင်းပြနေခဲ့ပါတယ်။သူကိုယ်တိုင်ကစေယောင်ကိုတိုးတက်အောင်လုပ်ဖို့တက်နိုင်ငံရေးမှပိုင်ဖို့ကိုအင်အားအားစိုက်နေခဲ့ပြီးတော့တွေးနေခဲ့က class 7ဖြစ်လာတာကလည်း အတီကကြောထားနောက်ကန်တရားကြောင်းဆိုပြီးတော့ရှင်းပြနေခဲ့ပါတယ်။ဇန်တို့အတွက်ကတော့အတီကပတ်သက်ရမယ့်သူလေးဖြစ်လာကြောင်းပြောခဲ့ပြီးအချက်လက်တွေအရဆိုရင်တော့ကိုတာအရေးရှင်းရှိပြီးရိုးသားရဲ့သူတွေဆိုရင်ကြည့်မရရဲ့အတွက်ကြောင့် average ပြောင်းဆုံးမှုကလည်းသူကြောင့်ဖြစ်လာနိုင်တယ်လို့ပြောခဲ့ပါတယ်။ဇန်တို့လေသူ့အနေနဲ့ကဘယ်လိုရှင်းခဲ့ရမလဲလို့မေးနေခဲ့ကဇန်တို့သားတဝင်းစေးရုံမှာရလက်ကောင်တစ်ခုရနိုင်မယ်ဆိုရင်တော့သူ့စီကိုရှင်းခဲ့နိုင်ကြအောင်ပြောပြခဲ့ပါတယ်။ ဇန်တို့ငငယ်တုန်းကရှိနေတဲ့အရာတွေကို ကုသဖို့အတွက်တည်ဆုံးသူတွေကိုကုသခဲ့ဘူးခဲ့ဘူးတော့သူရဲ့ဆရာတီတာကိုခံရခဲ့ဘူးပါတယ်။ငငယ်ကလေးကဇန်တို့လေဗက်ထရန်နဲ့အတူလေးချင်းခဲ့တာဖြစ်ခဲ့ပြီးတော့တနေ့အတွင်းနှစ်အောင်လုံးရဲ့လ ీల မှုကတိုးတက်လာတဲ့အတွက်ကြောင့်မလို့ဆရာဖြစ်သူကလည်းရှိကျူးနေခဲ့ပေမဲ့တခုရှိတာကနည်းနည်းတော့ပဲကုသရုံနဲ့ဒဏ်ရာကိုပျောက်သွင်းအောင်ကုသနိုင်မှသာတတိယဒဏ်သာဟီလာဖြစ်ကြအောင်သူဆရာလေးရှင်းပြခဲ့ပါတယ်။ ဒီလိုနဲ့စတင်ကမှာတော့ Crash လေးလွန်ခဲ့တဲ့နှစ်အနေနဲ့ကဂေါ်အကောင်ကြီး30လောက်ကိုတက်ခဲ့ဘူးကြောင်းပြောခဲ့ပြီးရင်နောက်မှာတော့ဇန်နုကိုတော့အရှင်းနေဘလူလေလို့မေးမြန်းခဲ့ပါတယ်ဇန်နုကတော့အကောင်ကြီး50လောက်ကိုတခါရေးတက်နိုင်တယ်ဆိုပေမဲ့ရလက်ကောင်ကလည်းရဖို့လိုအပ်တာမှန်တယ်ဒါပေမဲ့လည်းချင်းပေါ်လုံးနေလည်းမကောင်းတဲ့အတွက်ကြောင့်မလို့လိုင်းကြီးပြောဖို့အတွက်လှုပ်လိုက်ပါတယ် ခရက်ပြောတာကတနေ့အတွင်းမှာအကောင်ရီ30လောက်တက်နိုင်တယ်ပြောရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့နားကြားမှခဲ့ပြီးတော့တခါတည်းကိုအကောင်ရီ30လောက်တက်နိုင်တယ်လို့ပြောမိလိုက်တဲ့အတွက်ကြောင့်မလို့အကောင်လုံးလေးလမ်းပြန်သွားခဲ့ကြပါတယ်။ဇန်းတို့လည်းဘလူဖြစ်ချင်းပြီးပြောခိုင်းနေခဲ့ပေမဲ့သူ့အတွက်တော့အောက်ကပါကိုသွားမယ်ဆိုရင်တော့အကောင်ရီလည်းစုပြီးတော့ဟိုင်ကြီးကိုဖွင့်ပြလိုက်အောင်နဲ့အားလုံးပြောက်သွားကြအောင်ပြောပြခဲ့ပါတယ်။ press နေနဲ့ဇန်တို့ကနာသွားခဲ့ပြီးရင်တော့ထင်မှတ်ကျင်လို့ပြောချင်ရင်ပြောနေတယ်လို့ပြောခဲ့ပြီးတော့ဘီနာသွားထိုင်နေခဲ့ပါတယ် မော်ဆော်ဝိုင်းအကြောင်းတင်တဲ့အချိန်မှာတော့ဂျိုင်းတို့ဆွဲခဲ့တဲ့မော်ဆော်ဝိုင်းကခရက်စလင်ရှောက်ဆွဲစားရလို့ရှင်ပြီးရှင်နေခဲ့ပေမဲ့ဇန်စီကတော့တာမန်မော်ဆော်ဝိုင်းမျိုးမဟုတ်ဘဲနဲ့အဆင့်တော်တော်မြင့်ခဲ့ပြီးတော့မော်ဆော်ဝိုင်းကိုတုံးမဲ့ဆိုရင်တော့မှမော်ပညာအများကြီးလိုအပ်တဲ့လူဖြစ်ပြီးတော့တော်ရန်လူမလုံးနိုင်ကြအောင်ပြောခဲ့ပြီးချီးမြှောက်နေခဲ့ပါတယ်။ဇန်စီလည်းဒါဆိုရင်တုံးမဲ့ဆိုရင်တော့မှမော်အများကြီးလိုအပ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့တော်ရန်လူတုံးနိုင်မှာမဟုတ်ဆိုပြီးတော့ဇန်တို့ကိုအတော်လေးထင်ကြီးသွားခဲ့ပြီးတော့နားရှင်ကြရင်သူခန်းလီလာခဲ့ပါလို့တော့ပြောခဲ့ပါသေးတယ်။ ဇန်တို့နဲ့တရင်အချက်လက်ကအခုပဲကိုရန်ရှိရောက်သွားခဲ့ပြီးရင်တော့နောက်တရင်အချက်လက်ကတော့ဆူလာတင်းကြီးမှာအန်တက်ကောင်တွေတောင်းကြီးနေရပြောတာကြောင့်အစောကနမေကြီးရဲ့ကောင်ကို ရှိန်ပစ်ခိုင်းလို့ပြောပြီးတော့အမိန်ပေးနေခဲ့ပါတယ်။ ဒီလိုနဲ့သူတည်တနာကြောင်းအဖွဲ့လေးလည်းလက်တွေ့မှာအန်တက်ကောင်တွေကိုရှင်းခိုင်းနေခဲ့ပြီးတော့ press ကဦးဆောင်ပြီးတော့တင်းတန်းနဲ့ဝင်သွားခဲ့ပါရင် credit ကတော့အန်တက်ကောင်ကိုရှင်းပြခဲ့တဲ့အချိန်မှာမော်ပညာတွေပါရွတ်ခဲ့ပြီးတော့အတော်လေးကိုတိုင်ပတ်နေခဲ့ကြပြီးဝိုင်းချင်းနေခဲ့ကြတဲ့အချိန်မှာအုတ်လိုက်ကြီးဖြစ်သွားတဲ့အခါမှာတော့ဇန်တို့လည်းသူရဲ့ high yield ကိုတစ်ချက်တည်းဖွင့်ချခဲ့ပြီးတော့တိတ်ပေးလိုက်ပါရင် press ကတော့တည်သွားတဲ့အန်တက်ကောင်တွေကသူ့ရဲ့ spin နဲ့ရှင်းပြလိုက်ပါဆိုပြီးတော့အကုန်လုံးရှောက်ညာပြောနေခဲ့ပြီးရင်တော့ဇန်နုနာကိုရလာခဲ့ကလုံအောင်အတိမမပြူလို့တော့ပြောခဲ့ပါသေးတယ်။ အကောင်လုံးပြန်ထွက်မယ်လို့တုံးပါပြီ။မိကြီးတုံခါလာခဲ့ပြီးတော့မိစားတကောင်ချောက်လာခဲ့ကဆူမီကင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့အားလုံးလေးလဲဖက်သွားခဲ့ပြီးတော့အစောပိုင်းဟာခရက်ကိုအားကိုးနေတဲ့ကောင်လေးနဲ့အကူညီတောင်းနေခဲ့ပြီးတော့ခရက်လေးကြောက်ရှိပန်းနေခဲ့ပါတယ်။ခရက်လေးရှောက်ပြေးရတာမှကိုရှုကိုပြန်ပတ်နေရမလို့ခိုင်ကြီးကိုဖွင့်ချပေးလိုက်တဲ့အချိန်မှာတော့ရင်မက်မှာအပေါက်လေးတီးတီးပဲဖြစ်သွားခဲ့ပြီးသူ့ရဲ့အကောင်လုံးမော်ကဘာမှအလုံးမဖြစ်တဲ့အတွက်ကြောင့်မလို့တော်လီတိုင်ပန်းနေခဲ့ပါတယ်။ ယူမင်လဲ craft ကိုဇန်နုတ်ကိုအကူအညီမပေးဘူးတက်ပြောနေခဲ့ကဘတ်တက်ကောင်ကတော့ဇိုမီကင်းကိုကြားလို့ပတ်ပြင်းနေခဲ့ရပြီးတော့အတော်လေးကိုထိခိုက်နေခဲ့ကရှယ်လေးပြင်ခတ်နေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဇိုမီကင်းတေကန်ရဲ့အချိန်မှာတော့ကိုက်ခံလိုက်ရမယ့်အချိန်ဇန်နုတ်လည်းသူ့ရဲ့မိုင်ကာဟီကိုဖွင့်ချလိုက်တဲ့အခါမှာတော့ဘီနာမှာလိုက်တန်းချနေခဲ့ပြီးအကြမ်းကိုလှပနေခဲ့တဲ့အကျွမ်းပါပဲ။ဒုဗက်စင်မြန်နဲ့ပျက်စီးသွားခဲ့ပြီးရင်တော့တစ်ချက်သေးဖြောက်ပေးပစ်လိုက်ပါတယ်။ အဲ့မှာတော့စန်းတို့လေနမယ်လီရလာတဲ့အခါမှာတော့ဂိုဒန်ကတော့သူ့ရဲ့အဖွဲ့ရဲ့ဝင်ခွင့်ပြုလိုက်ခဲ့ပြီးရင်နောက်ဂိုဒန်ရဲ့သူ့တည်တနာကြောင့်သာအဖွဲ့ဝင်တယောက်ဖြစ်လာခဲ့ပါတယ် ။ဇန်နုကတော့အခုလို့ဘာကြောင့်တန်းစီနေရလဲလို့မေးနေခဲ့ကဂိုဒန်ရဲ့ပမောက်ခါရဲ့စေယုံလက်လေကြည့်ရှုပုံစနစ်နဲ့ပြောခဲ့ပြီးရဲ့နော်အစ်င့်အတန်းလိုက်နေရာစီရရမယ်ဖြစ်ကြအောင်ပြောခဲ့ပါရင်ဆန်းတို့လေသူ့ရဲ့လူပြောက်စစ်စစ်မှုဆိုရင်တော့ကိုရိုင်းရဲ့ရှီလန်လေးကိုတိဖို့လိုအပ်တာဖြစ်တာကြောင့်တွားပြီးရချိတဲ့အချိန်မှာကိုရိုင်းရဲ့ကုသနေရာတခြားလူတွေစီကမန်တော်ယူပြီးတော့ကုသနေရာကိုတွေးလိုက်ရခဲ့ပြီးရင်တော့ခဏတွင်းပြန်ကောင်းတာကိုလေတည်နေခဲ့ပါတယ်။ န်တို့လည်းဘလို့ကုတနီလဲဆိုပြီးတော့မင်းနေခဲ့ကပါမခကြွနေတာကအတိကနေရာရွှေပြောင်းမော်ကိုတုံးပြရဖြစ်ပြီးတော့ကိုဝိုင်ငယ်မော်ပညာနေနေရဆိုရင်တော့တခြားသူတည်းကစင့်ကော်မော်ပညာကိုတုံးနိုင်ကြအောင်ပြောပြခဲ့ပါတယ်တရားရနေတဲ့သူတယောက်ရှိနေရဆိုပါဆိုအဲ့ဒီရာကိုတခြားတယောက်ကအသက်သက်လွတ်ပေးလိုက်မယ်ဆိုရင်တော့ကုသနှောင်းမြန်လုံးနိုင်မှာဖြစ်ပြီးတော့ရွှေပြောင်းကုသမော်လို့ပြောခဲ့ပါတယ် တရားများလီလီမှောက်ပညာသုံးပြုအပ်ပုံမှုများလီလီဖြစ်တာကြောင့်လူရည်အများကြီးပြင်ဆင်ထားရကြောင်းပြောခဲ့ပြီးတော့တရားရောက်သွားမယ်ဆိုရင်တော့တခြားတရားတွက်ပြီးရင်ပင်မယုံပဲလို့ပြောခဲ့ပါတယ်။ တန်တို့လေအဲ့ဒါကြောင့်မလို့တခြားအဖွဲ့တွေမှာလူဒီများနေရလားလို့ပြောခဲ့ပြီးရင်တော့အဲ့ဒါတည်းမကြခင်မှာလာမယ်စီယောအုပ်ခန္ဓာယူရွက်ပွဲမှာသူ့ဘက်မှာမဲအများကြီးရှိသေးခြင်းတဲ့အတွက်ကြောင့်စီယုံသားအဖြစ်ကြောင်းလည်းပြောခဲ့ပါတယ်။ဇန်တို့လေအဖရက်ကိုတီလာလို့မင်းနေခဲ့ပြီးတော့ခရက်လင်အဲ့ဒီကောင်ကမျောလင်းချက်ပြောက်နေတဲ့ကောင်မလို့သဘောမကျပဲနဲ့ညလက်စားပွဲခေါ်ခံရပြီးခဲ့တဲ့ကပြတ်ဆုံးသွားကြောင်းပြောခဲ့ပါတယ်။ ဇန်တို့လည်းဖရက်ပြောင်းနေကိစ္စနဲ့ပတ်သက်ခဲ့ပြီးတော့နောက်ဆုံးညသစာပွဲပြီးခဲ့တဲ့ကပျောက်သွားအဖြစ်ကြောင်းအနာတိုသတင်းပေးခဲ့ပြီးရင်နောက်မှာတော့အနာတိုလည်းဒါဆိုရင်လောက်ဘွားတစ်ခုလေးရှိတော့တယ်ပါမောက်ခသဘောကျမယ်ဆိုရင်တော့ညသစာပွဲပါဝင်ဖို့ပဲရှိခဲ့ပြီးတော့သူပြောတဲ့အတိုင်းငွေပိုထပ်ပေးပါမယ်ဆိုပြီးတော့အနာတိုလည်းပြောလိုက်ပါတယ်ဂျပန်မှာတော့လိုင်ကာနဲ့ဆိုဖီယာတို့လည်းအိမ်ထဲကိုခိုးဝင်နေခဲ့ပြီးတော့နေရာလုံးထိတိုက်တိုးနေခဲ့က ဆွေးကရလာခဲ့ပြီးရဲ့နောက်မှာစံနှုန်းမရှိတော့အင်ယွန်တန်းချင်းလုပ်ပြီးနေခဲ့ကြပါတယ်။နောက်ရက်မှာခရက်ဇေကိုရင်းရဲ့ခွေးတကောင်ထိမ့်ပြီးနေအောင်ပါပဲ။ပလင်းရဲ့တွင်ကြောင်ထပ်ပြီးသွားခဲ့ပြီးတော့လှဲချိတ်တာကိုခံရရပါတယ်။ ခရက်ကတော့အသေးအံပဲကုသနေခဲ့ပေမဲ့သူရဲ့ဟိုက်ကြီးနဲ့တော့လုံအောင်လုံးမဖြစ်ဘဲနဲ့ခွေလီယာမလုတော့ဘဲနဲ့ဇန်တို့ဟီလိုက်ကမှတန်ရာရီလုံအောင်မကြမ်းရင်ပြောက်ကင်းသွားခဲ့တော့အံ့ဩနေခဲ့ပါရဲ့။နောက်ရဇမ်မလာနဲ့ဂျူမင်တို့လည်းချောက်ထွက်နေခဲ့ကြပြီးရင်တော့ဂျူမင်လည်းဇန်တို့ရဲ့ဆရာကဘလူးလူမျိုးလေလို့မိနေခဲ့ကသူရဲ့ဆရာအပြင်လောကနဲ့အရာအလုံးကိုတင်ပေးခဲ့ပြီးတော့ကုသရေးအကြောင်းအရာတွေကိုလည်းအားလုံးပြောပြခဲ့ကြအောင်ဒုတိယဝဲဖြစ်ကြအောင်ပြောခဲ့ပါရဲ့။သူတို့ဆိုရင်တော့သူရဲ့ဆရာကတက်ရှင်ကြီးသွင်းတဲ့တယောက်ဖြစ်တယ်လို့ပေရောမမမိနိုင်တဲ့သူတယောက်ဆိုလေမမအောင်လို့ပြောခဲ့ပါရဲ့။ ြန်လိုက်လမ်းမှာတော့ခရက်လင်အရေးကြီးတော့ပါနေရောက်လာခဲ့ပြီးရင်နောက်မှာသူမှာအစိုးဆုံးရည်ကြုံတွေးနေရမလို့စံနှုတ်ကိုကယ်ဖို့အတွက်ပြောနေခဲ့တာတောင်းမှနေခဲ့ပါတယ်